ေရတဲ့အချိန်တွေနဲ့ကြုံလာတဲ့အခါရွှေဟာရင်းနှီးမြုပ်နှံသူတွေအတွက်ထုံးစံအတိုင်းဘေးကင်းလုံခြုံရာပစ္စည်းတစ်ခု ဖြစ်လာပြီးဗုဒ္ဓဘုနေ့ကရွှေစည်းဟာစံချိန်တင်အမြင့်ဆုံးကိုရောက်ရှိသွားပါတယ်။တောင်ဆောက်ကိုဒေါ်လာ၄၀၀၀ကို ပထမဆုံးချိန်ကျော်တက်သွားခဲ့ပြီးဒီနှစ်ထဲမှာရွှေစည်း90ရာခိုင်နှုန်းကျော်မြင့်တက်သွားတာပါ။တုံးသက်သူတွေကတော့ဒီလိုဖြစ်ရတာဟာအမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှုကမ္ဘာတဝန်းနိုင်ငံကြီးနဲ့စီးပွားရေးမရေရာမှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေထက်လျှော့အောင်မယ်ဆိုတဲ့မှန်းဆချက်တွေကြောင့်လို့ဆိုပါတယ်။စီးပွားရေးပညာရှင်ဒန်နီယယ်အော်မန်ကတော့နောက်ထပ်လာမယ့်စီးပွားရေးလှုပ်ခတ်မှုတွေအတွက်ယင်းနှိမ့်ညံ့သူတွေပြင်ဆင်နေကြတာကြောင့်ဒီလောက်ဈေးတက်လာနေတာဖြစ်တယ်လို့ဆိုပါတယ်။ရွှေစည်းတက်နေရတာကယင်းနီးမြုံနယ်သူတွေကငွေကြေးဖောက်ပွားမှုကိုကာကွယ်ဖို့ပါပဲ။ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေမှာအကျွေးတွေကြီးတထက်ကြီးလာတာကိုစိုးရိမ်နေကြပြီးအဲ့ဒီငွေကြေးတွေရဲ့တန်ဖိုးကျနိုင်ခြေကိုတွေ့မြင်နေကြပါဗျ။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှုဟာတကယ်တမ်းမှာအမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာတဝန်းမှာဗန်နာရေးပြဿနာတွေရဲ့ယောဂါလက္ခဏာတစ်ခုပါပဲဒီအကျိုးတွေကိုရေရှည်မခံနိုင်တော့ပဲငွေတန်မှုလျှော့ချတာကိုမလုပ်ဘူးဆိုရင်အခွန်တွေတိုးကောက်တာဒါမှမဟုတ်အတုံးစိတ်တွေဖြတ်တောက်တာလုပ်ဖို့လိုပါတယ်ပြင်သစ်နဲ့ဂျပန်ပါဝင်တခြားနိုင်ငံတွေရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းရှေးဝဲလိုအောက်ကိုတိုးစေပါတယ်လျှော့ချလာတဲ့အမေရိကန်အတုံးနှုံးတွေက ဘုံလိုမျိုးတခြားပိုင်းဆိုင်မှုတွေအပေါ်ဆွဲဆောင်မှုအားနည်းသွားပြီးရွှေကိုပိုဝယ်လာနိုင်ပါတယ်။အခုလိုတွေဖြစ်လာတော့လာမယ့်6လအတွင်းမှာရွှေစည်းဒေါ်လာ4200နဲ့4500စသဖြင့်တက်လာမယ်လို့ကျွန်တော်ထင်ပါတယ်လို့ West Point 9ရဲ့အမှုဆောင်ရာရှိချုပ်ကွန်တင်မိုင်ကပြောပါတယ်။တစ်ချိန်တည်းမှာပဲတခြားတန်မိုးကြီးတက်ထုတွေရဲ့ဈေးတွေလည်းညှင့်တက်နေပြီးငွေနဲ့ platinum နှစ်ခုစလုံးဟာဒီနှစ်မှာအကောင်းတဲ့တက်ထုပစ္စည်းတွေဖြစ်နေပါရဲ့ရှင်။ မြောက်ပိုင်းဟိမာချေပရာဒိရှ်ပြည်နယ်မှာဘတ်စကားတစ်စီးပေါ်မြေပြိုကျခဲ့လို့လူအနည်းဆုံး15ဦးသေဆုံးခဲ့ပါတယ်။ရိုက်တာနဲ့တခြားမီဒီယာတွေမှာဖော်ပြချက်အရအင်ကာနီကမိုးအသေးတန်ရွာသွန်းလို့ကားလမ်းပေါ်ကိုမြေပြိုကျခဲ့တာမှာဘတ်စကားကိုနှိမ့်မြုပ်သွားခဲ့တယ်လို့ဆိုပါတယ်။အခုချိန်ထိကယ်ဆယ်ရေးသမားတွေကလူ18ဦးကိုကယ်တင်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ကားပေါ်မှာလိုက်ပါလာသူစုစုပေါင်းကိုအတိမပြုနိုင်သေးဘူးလို့ဒေတာဆိုင်ရာအရာရှိတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံနဲ့တောင်အာရှမှာလက်ရှိဟာမုတ်တုံရသည့်အကုန်ကိုရရှိနေပြီးမုတ်တုံကာလဟာပုံမှန်အားဖြင့်ဇွန်လကနေစက်တင်ဘာလအထိတည်ရောက်မှုရှိပါတယ်။ဒါပေမဲ့ဒီနှစ်မှာတော့အော်တိုဘာလအထိလည်းအိန္ဒိယနဲ့နီပေါ်နိုင်ငံတွေမှာရေကြီးရေလျှံမှုတွေနဲ့မြေပြိုကျမှုတွေဖြစ်ပွားနေပြီးလူ60ကျော်သေဆုံးခဲ့ပြီးဖြစ်ပါရဲ့ရှင်။ ီတီနိုင်ငံစတော့ဟ ோம் မြို့ကတော်ဝင်စစ်တင်သိပ္ပံအကယ်ဒမီမှာဒီနှစ်ရဲ့ဒုတိယမြောက်နိုဘယ်ဆုဖြစ်တဲ့ယူဘာဘေရာဆိုင်ယာနိုဘယ်ဆုကိုနိုဘယ်ဆုကော်မတီကကြေညာခဲ့ပါတယ်။ဒီနှစ်ဆုကိုကယ်လီဖိုးနီးယားတက္ကသိုလ်ကသုတေသီသုံးဖြစ်တဲ့ပြင်သစ်နိုင်ငံသားမစ်ရှဲဒေဗိုရီ၊အမေရိကန်နိုင်ငံသားဂျွန်မာတင်နဲ့နဲ့ဗြိတိန်နိုင်ငံကဂျွန်ကလော့တို့ချီးမြှင့်ခဲ့ရပါတယ်။ The collapse. ကျွန်တော်လေ့ကျသွားမှတ်တပါပဲ။ တကယ်ပါကျွန်တော်လုံးဝကိုမြင့်တက်သွားပြီးကျွန်တော်တသက်လုံးမှာဘယ်တော့မှအိမ်မက်တောင်မမတ်ဖို့ခဲ့တဲ့အရာပါလို့နိုဘယ်ဆုကိုပူတွဲရရှိခဲ့တဲ့ဂျွန်ကလပ်ကပြောဆိုပါတယ်မြင့်တက်သွားရတာကတော့သူတို့သုံးဟာလွန်ခဲ့တဲ့နှစ်40ကစ조사ဖော်ထုတ်ခဲ့တဲ့သူတေသနာလုပ်ငန်းအတွက်သိပ္ပံပညာရဲ့ဂုဏ်သိက္ခာအရှိဆုံးစုကိုလက်ခံရရှိခဲ့လို့ဖြစ်ပါတယ်1980ပြည့်နှစ်တွေတုန်းကသူတို့တွေဇက်တိုက်လုပ်ခဲ့တဲ့စံတမ်းမှုတွေကနေခေတ်သစ်ကွမ်တမ်ဤပညာတွေရဲ့အခြေခံကိုတည်ထွင်နိုင်ခဲ့တာပါ သူတို့လုပ်ခဲ့တာကတော့ဝါယာကြိုးတစ်ခုတည်းကလျှက်စီးကြောင်းတွေအတွက် quantum ဖောက်ထွင်းခြင်းဖြစ်စဉ်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဖော်ထုတ်ခဲ့တာပါသူတို့ဖော်ထုတ်မှုကနေယနေ့ခေတ် microchip တွေထဲမှာအသုံးပြုနိုင်တဲ့အဆင့်အထိမြင့်တင်ပေးခဲ့ပါတယ်အခြေခံအပြင်သူတို့တီထွင်မှုကဒီနေ့ခေတ် quantum computer တွေတည်ဆောက်နိုင်တာကဆလို့အားလုံးဟာ1980ပြည့်နှစ်တွေတုန်းကသူတို့လုပ်ခဲ့တဲ့သုတေသနစီကိုပဲပြန်သွားတာဖြစ်ပါတယ် really showed that quantum mechanics ဒါက quantum mechanics ဆိုတာအက်တမ်တွေဘယ်လိုအလုံးလုံးတယ်လဲဆိုတဲ့ဖြစ်စဉ်တစ်ခုတသက်မဟုတ်တော့ပဲတကယ်တော့အလွန်ရေပူရဆန်ပြီးအခြေအနေမှအောက်မှာဘလို့နီးပညာမျိုးမှမစိုးအဲ့ဒါကိုတွေ့မြင်နိုင်တယ်ဆိုတာကိုပြသခဲ့တာပါဒီတော့ဒါက quantum mechanics မှာကျွန်တော်တို့ထင်ထားတာထက်ပိုကျယ်ပြန့်တဲ့အသုံးချမှုရှိတယ်ဆိုတာကိုပြသခဲ့တာပါပဲလို့အမေရိကန်နိုင်ငံကနေဆိုရရှိခဲ့တဲ့ဂျွန်မာတင်နစ်ကပြောဆိုပါတယ်သူတို့ရဲ့လှုပ်ဆောင်မှုရဲ့တက်ရောက်မှုတွေကအလွန်နှက်ရှိုင်းပြီးကျယ်ပြန့်ခဲ့ပါတယ် quantum ဖောက်ထွင်းခြင်းဖြစ်စေဟာ MRI လို့ခန္ဓာကိုယ်ယောဂါရှာဖွေပုံရိပ်ဆက်တွေမှာအလွန်မင်းတိကျတဲ့တိုင်းတာမှုတွေကိုဆောင်ရွက်နိုင်ခဲ့ပြီးအနာဂတ်မှာပိုကောင်းတဲ့ mobile phone တွေနဲ့ပုံမြန်တဲ့ကွန်ပျူတာတွေအတွက်အခြေခံအုတ်မြစ်ကိုချပေးခဲ့ပါတယ်ရှင်။ နလေးစိတ်တွေမှာလင်းခီးစင်တွေတောင်းနေတာနဲ့ဖြတ်သိမ်းတာတွေရှိနေပါတယ်။အကြောင်းကတော့လာစားမရပဲအလုံးလုံးနေရတဲ့လေချောင်းထိမ့်ချုပ်ရေးဝန်ထမ်းတွေကတချို့ပင်ပန်းလို့ခွင့်ယူကြလို့ပါပဲ။လေချောင်းထိမ့်ချုပ်ရေးဝန်ထမ်းတွေကိုမရှိမဖြစ်ဝန်ထမ်းတွေဖြစ်သတ်မှတ်ထားတာမူအစိုးရရုံးပိတ်ချိန်မှာလည်းအလုံးလုံးရပါတယ်။ဒါပေမဲ့ရုံးတွေပြန်ဖွင့်မှပဲလာစားပြန်ရမှာပါ။ဝန်ထမ်းအင်အားမလုံလောက်မှုတွေက Las Vegas, Houston နဲ့ Chicago ပါဝင်လေစိတ်အတော်များများကိုထိခိုက်နေပါတယ်။ညဘက်မှာဆိုရင် Nashville လေဆိပ်ရဲ့ထိန်းချုပ်ရေးမျှော်စင်ကဝန်ထမ်းအင်အားအကန့်အသတ်နဲ့လက်ပတ်နေရတာကြောင့်အဲဒီကလေကြောင်းကြီးစင်တချို့ကို Memphis မြို့ကအဖွဲ့တစ်ဖွဲ့ကထိန်းချုပ်ပေးခဲ့ရတာတွေလည်းရှိပါတယ်။လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတက်မကကတော့သူတို့ဖွဲ့ဝင်တွေကိုအလုပ်ပြန်လာဖို့တိုက်တွန်းနေပေမဲ့ဝန်ထမ်းတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုနားလည်ပါတယ်လို့ပြောပါတယ်။ကျွန်တော်တို့ကညနေအစိုင်းတွေညဆိုင်တွေနဲ့အလှည့်ကြော်တွေလှုပ်လှုပ်ရပါလေမိမတူးတဲ့နဲ့ကလေးတွေပြုစုဆောင်ရှောက်နေရသူတွေလည်းရှိပါတယ် ကလေးရင်းစည်းတော်မတက်နိုင်တဲ့အခါမျိုးမှာတော့တကယ့်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတာတွေရှိပါတယ်လို့သူကပြောပြပါတယ်။လေချောင်းထင်းချုံရေဝန်ထမ်းတွေကအစိုးရရုံးပိတ်ချိန်မှာအလုတ်ကနေအနာပေးခင်ရတာမျိုးမရှိပေမဲ့ February ဝန်ထမ်း9သိန်း5000လောက်ကတော့အလုတ်လက်မဲ့ဖြစ်နေရပါတယ်။အခုဆိုရင်သမ္မတထရန့်ကတော့အစိုးရရုံးနေပြန်ဖွင့်တဲ့အခါအလုတ်ကနေအနာပေးခင်ရတဲ့ February ဝန်ထမ်းအားလုံးကိုလစာပြန်ပေးဖို့မလိုဘူးလို့ပြောပါတယ်။ကျွန်တော်တို့ဝန်ထမ်းအများစုတော်တော်ယူဆိုင်ပေးမှာပါ။တချို့လူတွေကတော့တကယ်ကိုယူဆိုင်ဖို့မထိုက်တယ်ပါဘူး။ အဲ့ဒီလူတွေကိုတော့တခြားနီလာနဲ့ဂျူးဆိုင်ပေးမှာပါလို့သူကပြောပါတယ်။တမရထရန်ကဘယ်ဝန်ထမ်းတွေကတော့လာစာမရဘူးလဲဆိုတာကိုတော့ပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒီကိစ္စကိုဒီမိုကရက်တွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဘသူကိုလာစာပေးရမယ်မပေးရဘူးဆိုတာကိုသူဆုံးဖြတ်နိုင်တယ်ဆိုတဲ့သူ့ရဲ့မှတ်ချက်ကဝန်ထမ်းတွေကိုချင်းချောင်နေတာပါပဲ။ဒါကအမေရိကန်ပြည်တော်စုကစ조사ပန်းစားအလုပ်လုပ်နေကြတဲ့ပြည်သူတွေကိုဆိုးရွားစွာတိုက်ခိုက်တာပါပဲလို့ပြောကြပါတယ်။၂၀၁၉ခုနှစ်မှာတော့တမရထရန်က အစိုးရရုံးတွေရက်ဆိုင်တာပြီးသွားတဲ့အခါဖော်ဒရယ်ဝန်ထမ်းတွေကိုနောက်ကျောင်းပြန်ပြီးလာစာပေးဖို့အာမခံတဲ့ဥပဒေတရက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဥပဒေကိုစန့်ကျင်ပါလားလို့သတင်းတောက်တွေကမေးမြန်းတဲ့အခါတမရကကျွန်တော်ဥပဒေကိုလိုက်နာပါလေ။ဥပဒေကမှန်တယ်လို့ပြောထားတာကိုလည်းကျွန်တော်လိုက်နာပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ခင်ဗျာ။ ရေဒီယို NUG ကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့အတူလူမှုစကားသံအစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါတယ်။မနေ့ကသတင်းကြိုလာပြနေမှာရွှေရကုံစီရောမှာဖျားဘူးပြည်သူတွေစီကားခဲ့ပြီးနေဦးတော်လည်းမှာအသက်ပေးကြဆုံးသူများအတွက်ဆုတောင်းမေတ္တာများပို့သခဲ့ကြပါတယ်။မနေ့ကဝါလာကင်လို့သတင်းကြိုလာပြနေ့အခါတမရမှာတကဘာလုံးကထေရဝါဒဗုဒ္ဓဘာသာဝင်တွေအထုံးမြတ်ထားရာ ရွှေရကုံစီတော်မှာအနေနဲ့ရရက်ကဖျားဘူးပြည်သူတွေအထူးစီကားခဲ့ပြီးနေဦးတော်လိုင်းမှာအသက်ပေးကြဆုံသွားသူတွေတို့မမေမလျော့ကုသိုလ်ပြုအမျှတမ်းပေးဝေခဲ့ကြပါတယ်။အေရဝတီတိုင်းဒေသကြီးမှာဖျားဘူးလာရောက်သူသီလာရှင်ကြီးတစ်ပါးကအခုလိုမိန့်ကြပါတယ်။အော်ဖဖွားတော့လေအကုန်လုံးဗမာပြည်သူပြည်သားရှေ့သားသမီးပေါင်းတို့အလုံးဘေးရန်ကြောင်းကြဆင်းရဲခြင်းကိုစိတ်မပြတ်ကြမ်းမှချမ်းသာကြပါစေ။ကောင်းကျိုးတွေရဆန္ဒပြေဝကြပါစေ။ကဆိုးဘေးဆိုး အနေဆိုရအမြန်ဆုံးကင်းဝေးပါစေဆိုပြီးဆူတောင်းနေဘဝပဋ္ဌာန်းပူဇော်တယ်အလုံးတို့တို့လည်းအမြတ်တမ်းပေးပါလေကောင်းရမွေးရရောက်ပါစေဘဝခု90နဲ့ရှင်းနေရှိဒီတခါပဲကြုံဘူးရအတော့လည်းရှင်နေလည်းမကောင်းပေါ့နော်ဟိုတားတယ်တမိတယ်မြည်တယ်မြစ်တယ်လို့ပဲသဘောထားပြီးဘဝမေတ္တာပဲပို့နိုင်တယ်၊ကွယ်လွန်သွားတဲ့လူတွေအတွက်လည်းကောင်းမွန်ရာရောက်ပါစေလို့သူတို့ကအသက်ဆွန့်ပြီးတော့ တော်ချာအလုံးမြန်မာပြည်နဲ့အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပါရန်ကုန်မြို့ကိုလွန်ခဲ့တဲ့6လကတည်းကစစ်ရှောင်းလာရောက်သူရခိုင်ပြည်နယ်မှာအမျိုးသမီးဂျီတူကလည်းငွေကြေးလလာပါထက်တကွဲတပြားစီဖြစ်နေတဲ့မိသားစုတွေအမြန်ဆုံးပြန်လည်ဆုံတွေ့ဖို့နဲ့နိုင်ငံအတွက်ဆုတောင်းခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံလည်းအေးချမ်းပါစေ။ဥမိဇုဇုနဲ့လည်းအများပြားဆုံးလို့ပါစေ။တိုင်းရှာတဲ့ရှေ့ကိုရမှာရှေ့တန်းတူတူတဲ့လူနဲ့လည်းနေကောင်းကြပါစေလို့ ဆိုတော့ဟုတ်ဆိုတော့ပဲဆိုတော့အဲ့ဒါဆိုမတောင်းဘူး2021ခုနှစ်ဖေဖော်ဝါရီလကစလို့အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာပြည်သူတွေဟာကာလသမိုင်းတလျှောက်မကြုံဘူးတဲ့အတ္တိဒုက္ခတွေကိုကြုံနေရတာဖြစ်ပါတယ်။မျိုးဦးတော်လည်းကလကာကို ဖွင့်လှစ်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ရဲ့မကောင်းတဲ့စရိုက်လက္ခဏာတွေကိုအမြင့်ပြတ်တော်လှန်ဖို့အသက်အိုးအိမ်စီစဉ်နေအပြင် အသက်ခံနာကို ရင်ပီဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကစလို့ တောင်ပြိုရေကြီးလာတဲ့မကြုံစဘူးသဘာဝဘေးအန္တရာယ်ကိုလည်းခန်းစားလာရတယ်လို့ပြီးခဲ့တဲ့မတ်လ28ရက်နေ့အတွက်လှုပ်ခတ်ခဲ့တဲ့ငလင်ကလည်းမြမပြည်အလဲပိုင်းစကိုင်းမြို့အထက်ကနေအောက်ဖက်ပဲခူးတိုင်းထိငလင်တံကိုခန်းစားခဲ့ရပြီးလူ9000ကျော်နဲ့အသက်အိုးအိမ်ရေမြောင်းတာတမန်တွေနဲ့အဆောက်အုံပေါင်းများစွာထိခိုက်ခံစားကြရတာဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်တပ်ရဲ့ဘေးအန္တရာယ်တွေအပြင်တဘာဝဘေးအန္တရာယ်တွေကနေလွတ်ကင်းဖို့ကိုလည်း ဖျားဘူးပြည်သူတွေစုတောင်းခဲ့ကြပါတယ်။အေးငိမ့်ပါစေဗောကိုယ်နော်နိုင်ငံရေးလည်းအေးငိမ့်ပါစေဟိုခုနငရင်းနေလည်းပြီးသွားပါစေဒါပါပဲကိုကတော့ကိုတောင်သူလောက်သားနေတာဆိုအဆင်မပြေမှာကြောက်လို့ကြားမှာပါလေချမ်းသာပါလေဒါတွေဘေးအင်္ဂလိပ်ကြီးကင်းပါစေအင်းတချိမဖြစ်ပါစေနဲ့ဗောတူတူလေးပဲဗောလူပဲဖြစ်ပါစေဗောနော်ကြောက်လို့ပါပဲဗော အဲ့လိုလေဆူတောင်းတာပေါ့မြန်မာပြည်သူတွေအတွက်အတန်းဖက်စစ်တပ်ရဲ့ဘေးဒုက္ခတွေကနေလွတ်မြောက်ဖို့နေဦးတော်လည်းစင်ရဲကလက်တွေတက်ကြတော်လန်နေကြသလိုတစ်ဖက်ကလည်းတရားသောစစ်အောင်မြင်ဖို့အခုလိုသတင်းကြော်လာပြင်းနေနေကြီးအခါကြီးရက်တွေမှာစုပေါင်းဖျားတက်ကြပြီးဆူတောင်းဆူယူပြကြတာဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်မကြီးမုံကပေးပို့ထားတာဖြစ်ပါရဲ့ရှင်